ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့်ဒီနေ့မှလည်းပဲရောမဩဝါဒစာဆောင်ဆင်းလင်းချက်ကိုဆက်လက်ပြီးတော့အချိန်ယူဆင်းလင်းတင်ပြပေးဖို့အခွင့်ရရှိတဲ့အတွက်ကြောင့်ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုဥစွာချီးမွမ်းပါတယ်။နောက်ပြီးတော့ဒီဆင်းလင်းချက်တွေကိုနောက်ထောင်တဲ့သူတို့ပုံမှန်လည်းပဲဘုရားရှင်ကောင်းချီးချပေးပါစေလို့ဥစွာဆုတောင်းပါတယ်။ နောက်ပြီးတော့ဒီနေ့ကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာကြရမှာကတော့ရောမာအခန်းကြီး9ထဲကဖြစ်ပါတယ်။ရောမာအခန်းကြီး9အငယ်1ကနေ73ကိုတော့ပြီးခဲ့တဲ့အပတ်တွေမှာကျွန်တော်တို့လေ့လာ ခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့မှကျတော့ရောမာအခန်းကြီး9အငယ်14ကနေ29ကြားထဲမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကို ဝင်ငှပေးมาဖြစ်ပါတယ်ဒီနေ့ဝင်ငှပေးมาကြတော့နည်းနည်းအာတော့မြရပါတယ်ဒါပေမဲ့တော့ဒီနေ့အချင်းချုပ်လင်းနဲ့ဝင်ငှပေးมาဖြစ်ပါတယ်ဆိုတော့ဥစွာပထမကျွန်တော်တို့ဒီအကြောင်းအရာလေးတို့ကိုမလေးလာမီမှာကြံပိုက်ကိုဖတ်ကြရအောင်ရောမခန်းကြီး9အငယ်14ကနေပြီးတော့ခါ29အထိအရင်ဆုံးဖတ်ပြပါမယ် သူဖြစ်၍အဘေသူပြောရမည်နိဘုရားတခင်သည် မတရားသောအမှုကိုပြုတော်မူသလောသို့သူမပြောရဘုရားတခင်ကငါသည်ကြည်စုပြုလိုသောသူကိုကြည်စုပြုမည်တနာလိုသောသူကိုလည်းတနာမည်ဟုမောရှေကိုမိန်တော်မူ၏ထိုကြောင့်လူချင်းသောသူသည်တတ်နိုင်သည်မဟုတ်ပြေးသောသူသည်လည်းတတ်နိုင်သည်မဟုတ်ကျေးဇူးပြုတော်မူသောဘုရားတခင်သာလျှင်တတ်နိုင်တော်မူ၏ ဂျန်စာ၌ဖာရော့ဘရင်ကိုဆိုဒီကငါတကိုးကိုတင်၌ငါပြားချင်းငါ၎င်းငါနာမကိုမြေရှိတပြင်လုံးတွင်ကြော်စော့စေချင်းငါ၎င်းတင်းကိုချင်းမြောက်ခဲ့ပြီဟုဆိုသည်ထိုသူနှင့်အညီယေရှုပြောလိုသောသူကိုယေရှုပြတော်မူ၏ခိုင်မာစေလိုသောသူကိုလည်းခိုင်မာစေတော်မူ၏အငယ်၁၉ သူဖြစ်ရင်ဖျားသခင်သည်အဘေကြောင့်အပြစ်တင်တော်မူသည်တည်းအဘေသူဒီအလိုတော်ကိုစိတပူသည်ဟု ဆိုမီလောဖျားသခင်ကိုငင်းဆန်သော အချင်းလူတင်ဒီကအဘေသူနီလောက်အပ်သောအရာသည်လောက်တတ်သောသူအအဘေကြောင့်ငါကိုဤသို့လိုသည်နည်းဟု ဆိုရမည်လော အိုထိန်သမားဒီအိုမြေကိုပိုင်ဒီမဟုတ်လောအိုမြေတပုံသေးနဲ့အိုမြက်အိုရုပ်ကို လုတ်ပိုင်ဒီမဟုတ်လောဘုရားသခင်ဒီမိမိအမျက်တော်ကိုပြရွေတကိုးတော်ကိုထင်ဆစီခြင်းဟာအလိုတော်ရှိလျက်ပျက်စီးခြင်းအဖို့ပြင်ဆင်သော အမြင့်ခံရာအိုးမြတို့ကို အလွန်တိခံခြင်းခံတည်နဲ့တိခံတော်မူသည်မှလျှင်အဘေပြောဖို့ရှိအံ့နီး ချင်းမြောက်ချင်းအဖို့ပြင်ဆင်တော်မူနှင်းသောကိုရိုနာခံရအိုးများတည်းဟူသော ယူဒအမျိုးသားတို့အထက်မှသာမဟုတ်တပားအမျိုးသားတို့အထက်မှပရောဖက်ဟောစေဆိုသည့်အတိုင်းခေါ်တော်မူသောငါတို့၌ဘုံအာနုဘော်တော်ကြွေဝါခြင်းကိုထင်ရှားစေခြင်းကပြတော်မူသည်မှန်လျင်အပေပြုတ်ပွေရှိအံ့နေဟောစေဤကျမ်းစာ၌လာသည်ကား ငါဤလူမဟုတ်တော်သူကိုငါဤလူဟူ၍ငါခေါ်မည်မချစ်သောတတို့သမီးကိုလည်းအချစ်ဟူ၍ငါခေါ်မည်တင်တို့သည်ငါဤလူမဟုတ်ဟုပြောဆိုရာအရ၌နေသောသူတို့သည်အသက်ရှင်တော်မူသောဖျားရခင်၏တာဟုခေါ်ဝှချင်းကိုခံရကြလိမ့်မည်ခံရကြလိမ့်မည်ဟုလာသည်ပရောဖက်ဟေဆာယသည်လည်း ဧတရီလအမျိုးကိုရည်မှတ်၍ကြွေးကြော်ဒီကဧတရီလအမျိုးသားတို့သည် သမုတ်တရားတဲ့လုံးနဲ့အမျှများတော်လဲကျွင်းတော်သူတို့သာလျှင်ကေတင်တော်မူခြင်းတို့ရောက်ကြလိမ့်မည်အမှုတော်ကိုတရားသဖြင့်ပြည့်စည်စေခြင်းငါဆုံးဖြတ်တော်မူမည်သာဝရဖျားသည် မြေပေါ်မှာ ဆုံးဖြတ်တော်မူသောအမှုကိုပြုတော်မူလိမ့်မည်ဟု ဆိုသည် ဘောသူနှင့်အညီဟေဆာယသည် အထက်ကဆိုပြန်သည်ကကောင်းဝင်ဘုရားအရှင်သာဝရဘုရားသည်ငါတို့၌မျိုးစစ်ကိုကျွင်းစီတော်မမူရင်ငါတို့သည်တောတုံမျိုးကဲ့သို့ဖြစ်၍ဂေါမောရာမျိုးနှင့်တူကြပြီရောမအခန်းကြီး9အငယ်14ကနေပြီးတော့29အထိမှာဖော်ပြပေးထားတဲ့ကျမ်းစကားဖြစ်ပါတယ် ကျွန်တော်တို့ယခင်အပတ်တွင်မှာလေ့လာခဲ့ကြတဲ့ရောမခန်းကြီး9ကကို အငေတက်ကနေ73မှာဗားရဲတွေ့ရတယ်လဲဆိုလို့ရှိရင်ဘုရားသခင်ရဲ့အစိုးပိုင်သောမိတာတော်ဆိုတဲ့အကြောင်းအရာကို တွေ့ခဲ့ရပါတယ်เนาะ Sovereign love of God ဘောเนาะအစိုးပိုင်သောမိတာတော်အကြောင်းဖြစ်ပါတယ်အစိုးပိုင်သောဘုရားသခင်မိတာတော်ကိုလေ့လာကြတဲ့အခါမှာ ဘုရားသခင်ရဲ့မေတ္တာတော်ဖြင့်ဘုရားသခင်ဆောင်ရွက်ခဲ့သမျှတွေကိုဘေးအရာကမှတော်လကောင်းဘသူကမှတော်လကောင်းတားရှိခြင်းပြိုးပြင်ပြောင်းလဲခြင်းမပြုတ်နိုင်ကြောင်းကိုလည်းကျွန်တော်တို့သိရှိခဲ့ကြပြီဖြစ်ပါတယ်နောက်ပြီးတော့မှန်သောဧဒရီလာအဖြစ်သူရောက်ခြင်းဟာဘုရားသခင်အစိုးပိုင်တော် အစိုးပိုင်တဲ့မေတ္တာတော်ကြောင့်သာဖြစ်တဲ့ကဲ့သို့ရာကုတ်ကိုချစ်ပြီးတော့အဲတော့ကိုမုံတယ်ဆိုတော့အချက်ဟာလည်းပဲဘုရားသခင်လွတ်လပ်တဲ့အစိုးပိုင်တဲ့မေတ္တာတော်ကြောင့်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့သိရှိခဲ့ကြပြီဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာကိုရောမအခန်းကြီး9အခုနကျွန်တော်ဖတ်သွားတဲ့အငယ်16ကနေ29မှာစင်ပေါ်လူက ဆက်ပြီးတော့ရှင်းလင်းပေးထားတာကို တွေ့ရတယ်။ဒီအပိုင်းမှာကြတော့အစိုးပိုင်တဲ့ဘုရားသခင်အလိုတော်ဆိုတဲ့အခြေအနေမျိုးနဲ့ဆင်းပြပေးထားတာတွေ့ရပါတယ်။အဲ့ဒီအလိုတော်ဟာအစိုးပိုင်တဲ့မေတ္တာတော်အပေါ်မှာအခြေပြုတဲ့အလိုတော်မျိုးဖြစ်ပါတယ်။ဘုရားသခင်ရဲ့အစိုးပိုင်တဲ့အလိုတော်မှာတိကျတဲ့ပြတ်သက်ခြင်းလည်းရှိပါတယ်။ဒါကြောင့်ရောမအခန်းကြီး9 အငယ်15မှာဘုရားသခင်ကငါသည်ယေရှုပြုလို့သောသူကိုယေရှုပြုမိတနာလို့သောသူကိုလည်းတနာမိဆိုပြီးတော့ရေးပြထားပါတယ်ဒီစကားကိုစင်ပေါ်လူကထွန်းမြတ်ရာကျမ်း33အငယ်16မှာမောရှိစီမှာဘုရားသခင်မိန်တော်မူတဲ့စကားကနေပြီးတော့ခါဘူကားတင်ပြပေးထားတာဖြစ်ပါတယ်လူသားအလုံးတို့ဟာအပြစ်သားများဖြစ်ကြပြီးတော့ အမြဲတော်နဲ့ထိုက်တန်တဲ့သူများဖြစ်ပါတယ်။ဖျားရခင်ဟာသူတို့အထက်ကနေအချိုးသောသူတို့ကိုကျေးဇူးပြုပြီးတော့တနာမယ်လို့နော်ကျေးဇူးပြုလိုတဲ့သူကိုကျေးဇူးပြုမယ်တနာလိုတဲ့လူကိုလည်းတနာမယ်လို့သူမင်းတော်မူခဲ့တာဖြစ်ပါတယ်။ဘာကြောင့်ဒီလိုပြောရသလဲဆိုလို့ရှိရင်မိမိရဲ့ကြံစီတော်မူတဲ့အလိုတော်ကြောင့်ပဲဖြစ်ပါတယ်။ အဲ့လိုပြုချင်းအပေါ်မှာဘသူမှအပြစ်တင်လို့မရပါဘူးထိုအမှုဟာဘုရားရှင်ရဲ့လွတ်လပ်မှုဖြစ်ပါတယ်ဘုရားရှင်ယေရှုပြုလို့ချင်းနဲ့ဘုရားရှင်တနာလို့ချင်းစီးတော်သူတော်ဟာဘုရားရှင်ရဲ့ယေရှုပြုချင်းနဲ့တနာချင်းကရုဏာတော်ကိုခံရကြပါတယ်နော်ဘုရားရှင်ကယေရှုပြုလို့ချင်းမရှိ ဖျားရခင်ကတနာလိုခြင်းမရှိတော့သူဟာဖျားရခင်ရဲ့ကျေးဇူးပြုခြင်းနဲ့ဖျားရခင်ရဲ့တနာတော်အာဘောနောတနာခြင်းကရုဏာတော်ခံနိုင်ဖို့မိမိတို့ကိုယ်ခန္ဓာကိုဖျားရခင်ကိုပူဇော်သည့်အတိုင်အဲ့ဒီကျေးဇူးတော်နဲ့ကရုဏာတော်ကိုရရှိကြမှာမဟုတ်ပါဘူးဒါပေမဲ့ဖျားရခင်ကကျေးဇူးပြုလို့တော်သူ ဘုရားရခင်ရတနာလိုတော့သူတို့ဟာအဲ့ဒီဂျေဆုနဲ့ကယူနာတော်ကိုရရှိနိုင်ဖို့အတွက်သူတို့မှလည်းပဲဘေးအရာကဘေးအရာမှဘုရားရခင်ရှိကို ပူဇော်ဆက်သစရာမလိုပါဘူးဂျေဆုတော်ကြောင့်ရရှိကြမှာဖြစ်ပါတယ်ဒါကြောင့်ဂျေဆုတော်နဲ့တနာရှင်ကရုဏာတော်ကိုလူချင်းတော်လေဘုရားရခင်ကဂျေဆုပြုခြင်းမရှိဘူးဆိုရင် မရနိုင်ကြဘူးဘလို့နီးနေပဲကြိုးစားနေဖြစ်စေ မရနိုင်ကြောင်းကိုဒီရောမအခန်းကြီး9ခုနအငယ်16မှာကျွန်တော်တို့ဖတ်ရပါတယ်เนาะထိုကြောင့်လိုချင်သောသူဒီတတ်နိုင်ဒီမဟုတ် ပြေးသောသူဒီလည်းတတ်နိုင်ဒီမဟုတ်ယေရှုပြုတော်မူသောဖျားသခင်တလင်တတ်နိုင်တော်မူ၏လို့ဆိုပြထားပါတယ်ဖျားသခင်ဟာမိမိရဲ့အစိုးပိုင်တဲ့အလိုတော်နဲ့ ဘယ်လိုစီရင်ဆောင်ရွက်ခဲ့တယ်ဆိုတာကိုနော်ဖာရောမင်းအပေါ်ဘုရားသခင်ရဲ့ပြုတဲ့အမှုနဲ့စင်ဘောလူကစင်ပြပေးထားပါတယ်နော်ဒီမှာအငယ်6နဲ့7မှာနော်ဖာရောမင်းဟာဘုရားသခင်ကိုယုံကြည်တော်သူ မဟုတ်ပါဘူးဒါပေမဲ့ဘုရားသခင်ဟာဖာရောမင်းကိုဘရင်အရာ၌ချင်းမြောက်တယ်နော် ူရဲ့စိတ်ကိုနော်သူဤစိတ်ကိုမိမိတတ်နိုင်စွန့်ထက်ခိုင်ပါစေတာလေဘုရားသခင်ပဲဖြစ်တယ်နော်ဖာရောမင်းဘာသာသူရဲ့ပင်ကိုစိတ်နဲ့ဆိုလို့ရှိရင်ဒီလောက်ခိုင်မာနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ဘုရားသခင်ကခိုင်ပါစေတယ်လို့ပြောတယ်ဘာဖြစ်လို့ဘုရားသခင်ကသူ့ကိုအဲ့လိုခိုင်ပါစေတယ်လဲဆိုလို့ရှိရင်ခိုင်မာခြင်းအပေါ်မှာဘုရားသခင်တန်ခတ်တော်အားဖြင့် ဖျားတခင်တကူတော်ထင်ရှားစီပြီးတော့ထိုတကူတော်ကိုမြည်ကြည့်တာအပေါင်းတို့ကိုပြာသာပေးဖို့ဖြစ်ပါတယ်ထိုတကူတော်အဖြစ်ဖျားတခင်နာမကိုမြည်ကြည့်တဲ့ပြင်လုံးမှာကြော်စော့စီဖို့ဖြစ်တယ်လို့ပြောထားပါတယ်အဲ့ဒါကြောင့်ဖျားတခင်ရဲ့အမျက်တော်တကူကြော်စော့စီဖို့ယံဖာရောမင်းကြီးဟာဖျားတခင်ရဲ့အာအစိုးပိုင်တော့အလိုတော်အတိုင်း နော်စီရင်ချင်းခံပြီးတော့ခါဗျာဒခင်တကူတော်ကိုထင်ရှားစေတဲ့နေရာမှာအတုံးခံရတာဖြစ်ပါတယ်အဲ့ဒီမိုးဟာအစိုးပိုင်သော အမှုဘယ်သူမှတမြင်ရမရတဲ့အမှုဗျာဒခင်ရဲ့အလိုတော်နဲ့ညီသော အမှုဖြစ်ပါတယ်ဒါကြောင့်ဗျာဒခင်ရဲ့အစိုးပိုင်သော အလိုတော်မှာကျေးဇူးပြုခြင်းနဲ့ပြေဒန်စီရင်ခြင်းဆိုတဲ့ နှစ်မျိုးရှိတယ်ဆိုတာကို ကျွန်တော်တို့သိရပါတယ်။ဘုရားရှင်ယေရှုပြုလို့တဲ့သူအပေါ်ယေရှုပြုပြီးတော့တနာလို့တဲ့သူအပေါ်မှာတနာချင်းကို အခြားဘယ်သူကမှဖြည့်ဆည်းလို့မရတယ်လို့တာမျက်ရွေလည်းမရပါဘူး။သူနဲ့သူဘုရားခင်ကယေရှုမပြုဘဲအမျက်တော်ခံစီလို့သူအပေါ်မှာအမျက်တော်တွန်းလောင်းခြင်းကိုလည်းပဲတခြားဘယ်သူမှ တားလို့မရဘူးဆိုတော့ကျွန်တော်တို့ သိရပါတယ်။ဒါနဲ့စင်ပေါ်လူကဆက်ပြီးတော့เนาะဘုရားရခင်ရဲ့အဲ့လိုပြုချင်းအပေါ်မှာမတူမဘသူကမှလည်းအပြစ်တင်၍မရကြောင်းအပြစ်တင်ပေမဲ့လည်းအကျိုးမထူးနိုင်ကြောင်းကို အငယ်၁၉မှာသူဆက်လက်ပြီးတော့ရှင်းပြပေးထားတယ်အငယ်၁၉မှာသူကဆက်ပြောတယ်လဲဆိုလို့ရှိရင် သူဖြစ်ရင်ဘုရားသခင်ဒီအပေကြောင့်အပြစ်တင်တော့မူသေးတယ်နိ နော်အဘေသူဒီအလိုတော်ကိုစီတာဖူးတနည်းဟုဆိုမိလောဟမ်ဆိုတော့နော်စင်ပေါ်လူကအဲ့ဒီစကားကိုယောဘာကျန်တဲ့ကကောက်နှုတ်ပြီးတော့ခါကိုကပြီးတော့ခါပြောပြတာဖြစ်တယ်ယောဘာအာကိုစနစ်မှာဘလို့ဖော်ပြပေးထားတယ်လဲဆိုလို့ရှိရင်ကိုရောဒီအဘေသူ ပြုတ်တနည်းဟု အဘေသူဆိုဝန်တနီဆိုပြီးတော့ဖော်ပြပေးထားပါဗျ။အဲ့ဒီလိုပဲဒန်ဂျီလာခန်းကြီးလေးအငွေ35မှာလည်းပဲဘလို့ပြောပြထားတယ်လဲဆိုလို့ရှိရင်မြေကြီးသားအပေါင်းတို့သည်ဆေးတော်၌အဘေမျက်မဟုတ်တကယ်သူ ဖြစ်ကြ၏။ကောင်းကင်ဘိုချေတို့၌လကောင်းမြေကြီးသားတို့၌လကောင်းအလိုတော်စီတီအတိုင်း စီရင်ပြုပြင်တော်မူ၏လက်တော်ကိုအဘေသူမြမရှိမတနိုင်အဘေသူပြုသည်နိဟု ကိုတော်ကိုဆိုနိုင်တော်သူ မရှိလို့ပြောထားပါတယ်အဲ့ဒါကြောင့်ဘုရားရခင်ရဲ့ပြုတဲ့အငွန်းအပေါ်မှာစောရကာတက်ပြီးတော့ခါဘာလို့ဘုရားရခင်ဒီလိုပြုရတာလဲဆိုပြီးတော့အပြစ်တင်လို့မရပါဘူးလို့ပြောပြနေတာဖြစ်ပါတယ်နော် ကိုရစီရင်နမူချက်အမှုပေါ်အပြစ်တင်တော်သူဟာတကယ်တမ်းပြောမရှင်မိုက်မဲခြင်းပဲဖြစ်ပါတယ်ဒါကြောင့်စင်ဘောလူကဘသူမှဖရာသခင်ဒီမတရားသောအမှုကိုပြုတယ်လို့မဆိုရဘူးဆိုပြီးတော့ခါအငယ်စိတ်လေးမှာပျော်နှင်ထားတာဖြစ်တယ်ငယ်စိတ်လေးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်သူပြည့်၍အဘေသူပြောရမည်နိ ဘုရားသခင်ဒီမတရားသောအမှုကိုပြုတော်မူသလိုထို့သူမပြော့ရလို့ရှင်ဘောလူက ပြောထားပါတယ်။နောက်ပြီးတော့ရှင်ဘောလူဆက်ပြီးတော့ဘာပြောထားတယ်လဲဆိုလို့ရှိရင်နော်အာဗြဟံထံဘုရားသခင်ကနော်မြေကြီးလုံးကိုစီရင်တော်မူသောသခင်တည်းတရားသဖြင့်ပြုတော်မူမည်မဟုတ်လောဆိုပြီးတော့เนาะ အာဗြဟံကနေပြီးတော့ဘုရားသခင်ကို ပြောတာဖြစ်တယ်เนาะတောတော်မျိုးကိစ္စမြေကြီးလုံးကိုစီရင်တော်မူသောသခင်တည်တဲ့တရားသဖြင့်ပြုတော်မူမည်မဟုတ်လောဆိုပြီးတော့အာဗြဟံကဘုရားသခင်ကိုရှောက်ရှုခဲ့တာဖြစ်ပါတယ်ဘုရားသခင်ရဲ့တရားတော်စီရင်ခြင်းအလုံးစုံကို လူတို့ကအကုန်အစင် နားမလည်နိုင်ကြပါဘူးအဲ့ဒါလို့နားမလည်နိုင်ခြင်းအပေါ်မှာအခြေပြုပြီးတော့ ဖျားသခင်စီရင်ချက်အပေါ်မတရားစွာเนาะပြုတယ်ဆိုပြီးတော့ကဆွတ်ဆွတ်ပြည့်တင်လို့မရပါဘူးအဲ့တော့ကြောင့်ယောဘကလည်းပဲယောဘထဲမှာလည်းပဲယောဘ33အငယ်73မှာဘလို့ရေးထားတယ်လဲဆိုလို့ရှိရင်ဖျားသခင်နဲ့အပေကြောင့်ဆန့်ကျင်ဖက် ပြုသည်နီပြုတော်မူသော အမှုတို့၏အကြောင်းကိုပြတော်မမူဆိုပြီးတော့ပြောထားပါတယ် ဒါကြောင့်ဘုရားသခင်ရဲ့စီရင်ချက်ပုံမှာကိုနားမလီတိုင်းဘုရားသခင်လောက်တာမမှန်ဘူးမတရားဘူးလို့ပြောတော်သူဟာဘုရားသခင်ကိုစန့်ကျင်တော်သူဖြစ်ပါတယ်နော်ဘုရားသခင်ကိုဘာဖြစ်လို့စန့်ကျင်ဖြစ်ပြုသလဲတဲ့ဆိုပြီးတော့လေယောဘထင်မှာပြောထားပါတယ်ဆိုဖန်ဆင်းခံလူတို့ဟာဘုရားသခင် ပြုတော်မူခြင်းအပေါ်စန့်ကျင်ပြည့်တင် ပြောဆိုလို့မရတော့ နိုင်ပါဘူးအဲ့လိုပြောဆိုလို့မရဘူးဘုရားရခင်ကိုစန့်ကျင်လို့မရဘူးဆိုတော့ကိုရှင်ပေါလုကပရောဖက်ဟေဆာယအကျမ်းထဲကကိုကားပြီးတော့လည်းသူဆင်းပြပေးထားတယ်နော်ဒီရောမခန်းကြီးကို21ကနေ24မှာ ဖော်ပြပေးထားတယ်ဒါကဟေဆာယအခန်းကြီး64အငယ်8နဲ့ယေရမိအခန်းကြီး16အငယ်6မှာ ဖော်ပြထားတဲ့ဂျမ်းစကားဖြစ်ပါတယ်เนาะဒီမှာသူဘာပြောထားလဲဆိုလို့ရှင်ဘုရားသခင်ရဲ့အစိုးပိုင်သောအလိုတော်အတိုင်းစီရင်ခြင်းကိုအိုးထင်းသမားနဲ့အိုးမြေတို့အကြအခြေအနေနဲ့နှံ့ရှင်ပြီးတော့ဖော်ပြပေးထားတာဖြစ်တယ်အိုးထင်းသမားဟာမြေအိုးကိုမြေအိုး၏ဆန္ဒအတိုင်းအိုးကိုထုတ်လုပ်ခြင်းမဟုတ်ဘဲနဲ့အိုးထင်းရဲ့ စန္ဒအတိုင်းလှုပ်ခြင်းတာဖြစ်ပါတယ်။ဘုရားရခင်နဲ့လူတို့အကြဆစ်ဆံရေးမှာဘုရားရခင်ဟာအိုထင်းတဲ့ဘုရဖြစ်ပြီးတော့လူသားတို့ဟာအိုးမြေပုံကဲသူတာဖြစ်ပါတယ်။အိုးအိုးဟာအိုထင်းသမားရဲ့အလိုအတိုင်းပုံဖော်ခြင်းကိုခံရပါတယ်။အဲ့လိုဖြစ်ခြင်းအတွက်အိုးကအိုထင်းအပေါ်မှာအပြစ်တင်လို့မရပါဘူး။ဒါကျွန်တော်တို့အားလုံးသိပါတယ်။နော်။ဒါကြောင့် ကျေးဇူးပြုခြင်းနဲ့တနာခြင်းကရုဏာတို့ကိုခံရလျင်ထိုအရာအတွက်ကျေးဇူးတော်ချီးမွမ်းရန်သာရှိပါれ။ဘုရားသခင်ကောင်းမြတ်ခြင်းကိုတာ၍ထင်ရှားစေရန်သာရှိတယ်ဆိုတာကိုကျွန်တော်တို့သိရပါမယ်။ကျေးဇူးပြုခြင်းမခံရတော့သူတို့ဒီလည်းပဲဘုရားသခင်ရဲ့သူတို့အပေါ်တိခံပေးတော်မူခြင်းနဲ့သူတို့အပေါ်တွန်းလောင်းတဲ့အမြင့်တော်တကူးကို ထင်ရှားစေသူများဖြစ်ပါတယ်။နောက်ပြီးတော့ဘုရားရခင်ရဲ့အစိုးပိုင်တော်မူတဲ့အလိုတော်ကိုဟောရှေခိုင်းနှစ်အငွေ23မှာလည်းပဲဟောရှေကဒီလိုပြောထားပါတယ်။နော်မတနာမစုံမဲ့အတော်တတော်သမီးကိုငါတနာစုံမဲ့မိတဲ့ငါဤလူမဟုတ်တော်သူကိုလေတင်းဒီငါဤလူဖြစ်သည်ဟုငါဆိုမိ သူကလည်းကိုတော်သည်အကျွန်ုပ်၏ဖရာသခင်ဖြစ်တော်မူသည်ဟုလျှောက်လိမ့်မည်ဆိုပြီးတော့ဆိုထားပါတယ်။ဒီကျမ်းစကားအရာဖရာသခင် အလိုတော်မှာလူတို့၏အထင်အမြင်အယူအဆတို့နဲ့မတူခြားနာခြင်းရှိတယ်ဆိုတာကို တွေ့ရပါတယ်။လူတို့အတွက်နော်မတနာမဆုံးအပ်ဘူးဆိုတဲ့သူကိုတနာဆုံးမဲ့တယ်။နော်ကိုလူမဟုတ်တဲ့သစိမ့်ကို ကိုလူအဖြစ် လက်ခံပေးခြင်းဟာဘုရားရခင်ရဲ့အစိုးရတော်မူတဲ့အလိုတော်ကြောင့်ဖြစ်ပါတယ်။ဘုရားရခင်ဟာအရာရာကို လူတို့မြင်တယ်လို့မမြင်ပါဘူး။လူတို့ကြံစည်တယ်လို့လည်း तू ကကြံစည်ဆောင်ရွက်ခြင်းမရှိပါဘူး။ဘုရားရခင်ရဲ့ကြံစည်တော်မူခြင်းနဲ့အလိုတော်အတိုင်းဆောင်ရွက်ချက်တော်ဟာ လူတို့အတွက်တော့အမြဲပဲအံ့ဩဖွယ်ဖြစ်စေပါတယ်။နောက်ပြီးတော့စင်ပေါ်လူကဧဒရေလလူမျိုးတို့ အထက်မှာ ဘသူကကေတင်ချင်းသူရောက်မလဲဆိုတဲ့အကြောင်းကိုလည်းသူစင်ပြပေးထားပါတယ်အဲ့လိုစင်ပြပေးထားတဲ့အခါမှာလည်းပဲသူက Prophet Hisaya အခန်းကြီး30အငယ်22ကနေ23ကျမှာဖော်ပြပေးထားတဲ့ဂျမ်းစကားကိုကိုးကားပေးထားပါတယ်ဒီမှာရောမအခန်းကြီး9အငယ်29မှာဘလို့ရေးပေးထားတယ်လဲဆိုလို့ရှိရင် Prophet Hisaya ဒီလေး ဧဒရီလာအမျိုးကိုရင်မှတ်၍ကြွေးကြော်သည်ကဧဒရီလာအမျိုးသားတို့သည်တမုတ်တရားတဲလုံးနှင့်အမျှများတော်လဲကျွင်းသောသူတို့သာလင်ကေတင်တော်မူခြင်းသို့ရောက်ကြလိမ့်မည်ဧဒရီလာလူမျိုးတိုင်းကေတင်ခြင်းသို့မရောက်ပဲနဲ့เนาะကျွင်းသောသူတို့သာလင်ကေတင်ခြင်းသို့ရောက်မယ်လို့ပြောပြထားတာဖြစ်ပါတယ်เนาะဘုရားရှင်က အာဗြဟံကိုဂတိပေးခဲ့သလို သူရဲ့အမျိုးတို့ဟာပင်လေ သမုတ်တရားတဲလုံးနဲ့အမျှများကြပင်မယ်သူတို့ထက်မှာ အချိုးသောသူတို့ဒီသာကေတင်ချင်းတို့ရောက်ကြမယ်လို့ပြောပြနေတာဖြစ်ပါတယ်အဲ့ဒါလို့အချိုးတို့ကသာကေတင်ချင်းတို့ရောက်စေမယ်ဆိုတဲ့ဥစ္စာကနော်ဘုရားသခင်ကအလိုတော်အတိုင်းစီရင်ပေးခြင်းကြောင့်ဖြစ်ပါတယ် အဲ့ဒလိုဖြစ်စီဖို့အလိုတော်အတိုင်းစီရင်ပေးသူဟာဘုရားသခင်သာလင် ဖြစ်ပါတယ်။အဲ့ဒါကြောင့်ငင်းစစ်ရှင့်မှာလေးပဲသူဆက်ပြတော့ပြောထားတယ်လေဆိုရှင် အမှုတော်ကိုတရားသဖြင့်ပြည့်စည်စီခြင်းကပြည့်စည်စီခြင်းကဆုံးဖြတ်တော်မူမီသာဝရဘုရားသည်မြေပေါ်မှာဆုံးဖြတ်တော်မူသောအမှုကို ပြုတော်မူလိမ့်မည်လို့ပြောပါတယ်နော် အမှုတော်ကိုတရားသဖြင့်ပြည့်စည်စေခြင်းကဆုံးဖြတ်တော်မူမည်။သာဝရဘုရားသည်မြေပေါ်မှာဆုံးဖြတ်တော်မူသော အမှုကိုပြုတော်မူလိမ့်မည်ဆိုတဲ့ကျမ်းစကားကို ကျွန်တော် Prophet Isaiah ထဲမှာ တွေ့ရပါတယ်။နော်။အသွေးအသားအားဖြင့်အာဗြဟံအမျိုးအနွယ်ဖြစ်ပြီးတော့ဧဒရလာလူမျိုးအဝင် ဖြစ်လို့ရှိရင် အလိုအလျောက်ကဲတင်ခြင်းတို့ရောက်ကြလိမ့်မယ်ဆိုပြီးတော့တမာကျန်းစာထဲမှာတုံတင်ပေးထားတာမရှိပါဘူးအချို့သောဧဒရလလူမျိုးတို့သာကဲတင်ခြင်းတို့ရောက်ကြမယ်ဆိုပြီးတော့ပဲတုံတင်ပေးထားတာ ကျွန်တော်တို့တွေ့ရပါတယ်အာဗြဟံရဲ့အမျိုးအနွယ်ဆိုတဲ့အခါမှာအသွေးအသားအပြင်အမျိုးအနွယ်ဖြစ်ခြင်းနဲ့ ကတိတော်အပေါ်ယုံကြည်ခြင်းအပြင်အမျိုးအနွယ်ဝင် ဖြစ်ခြင်းဆိုပြီးတော့အမျိုးအနွယ်နှမျိုးရှိပါတယ်သူတို့အထက်မှာကတိတော်အပေါ်ယုံကြည်ခြင်းဖြင့်အာဗြဟံအမျိုးအနွယ်ဖြစ်တဲ့အေဒရေလလူတို့ကဒီသာလင်ဂေတင်ချင်းတို့ ရောက်ကြမှာဖြစ်တယ်သူတို့တွေဟာမှန်တော့အေဒရေလများဖြစ်တယ်ဆိုတော့ကို စင်ပေါ်လူကစင်စင်လင်းလင်းပြောပြထားတာဖြစ်ပါတယ်။နော်။အဲ့ဒါကြောင့်မလို့ဧတရေလလူမျိုးအလုံးတနေကြရင်ဂေတင်ချင်းတို့ရောက်ကြမယ်ဆိုပြီးတော့အချိုးသောသူတို့ဒီနေ့ပြောနေတဲ့ဥစ္စာတွေဟာစင်ပေါ်လူရဲ့တွင်တင်တဲ့ဩဘာဒနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့စင်ပေါ်လူရဲ့တွင်တင်ချက်ဩဘာဒနဲ့တော့လုံးဝဆန့်ကျင်ဖက်ဖြစ်နေတာကျွန်တော်တို့တွေ့ရပါတယ်။ အကင်၍ဘုရားသခင်ကမင်းကြီးရဲ့အစိုးပိုင်တဲ့အလိုတော်အတိုင်းအချိုးတော်သူတို့ကိုဂေတင်ချင်းတို့ ရောက်စီဖို့ရန်စီရင်ဆောင်ရွက်ခြင်းမရှိခဲ့ဘူးဆိုလို့ရှိရင်ငါတို့စစ်စီသမျှအေဒရီလာလူမျိုးအပေါင်းနော်တပါးမျိုးသားအပေါင်းအားလုံးတို့ဟာတော်တော်နဲ့ကော်မိုရာမျိုးပြည့်စီတကယ်တို့ပြည့်စီချင်းတို့ရောက်ကြ မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းပဲစင်ဘောလူကအငယ်26မှာရေးပြထားပါတယ်ငါတို့ဟာအပြစ်သားများဖြစ်ပြီးတော့အာလုံးတော်သူတို့ဟာအမျက်တော်နဲ့ထိုက်တန်သူများဖြစ်ကြရပါမယ်ဘုရားသခင်ဟာမိမိရဲ့အဆိုးပိုင်တဲ့အလိုတော်ကြောင့်เนาะဂျေစုပြုခြင်းခံရခြင်းကြောင့်ပါကရုဏာတော်ကိုခံရပြီးတော့ ခဲ့တင်ချင်းတို့ရောက်ကြရခြင်းဖြစ်ပါတယ်။ဒီအကြောင်းအရာဟာလွန်စွာနည်းနည်းတဲ့ကြည်ဝန်းတဲ့ဒါပေမဲ့တိမ်မွေးတဲ့အကြောင်းအရာဖြစ်ပါတယ်။ဒီအကြောင်းအရာမှာလူတွေကလည်းတတော်ကိုနာလျှံခက်ခဲပြီးတော့ခါအငင်းပွားနေကြတာဖြစ်ပါတယ်။တချို့ကဒီအကြောင်းကို လေ့လာတဲ့အခါမှာဘုရားရခင်အလိုလိုကိုဗဟုပြုပြီးတော့အဲ့ဒီဆူတောင်းကနေလေ့လာတဲ့အခါကျတော့ ဝမ်းမြောက်ပြီးတော့ချင်းမွန်းချင်းတို့ရောက်စေတယ်တချို့ကဒီအကြောင်းအရာကိုလေးလာတဲ့အခါမှာနော်လူရဲ့အတွေးအခေါ်ကိုဘ ਹੁ ပြုပြီးတော့လေးလာလိုက်တဲ့အခါကျတော့ဘုရားသခင်အပေါ်မှာအပြစ်တင်စရာဖြစ်ပြီးတော့တို့အတွက်ကြီးစွာသောချင်းမွန်းချင်းတို့မရောက်နိုင်ကြတာဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ရဲ့ဝိညာဉ်တော်ဉာဏ်ပညာဟာအခုတရားနာတော်သူအပေါ်မှာ အလင်းပေးပြီးတော့နားလေခွန်အားယူနိုင်ကြပါစေလို့ ဆူတောင်းပေးရင်လည်းဒီနေ့ဒီကျမ်းပိုက်အင်မတန်ကြည်ပြန့်နဲ့နဲ့တဲ့ကျမ်းပိုက်ကိုအချင်းချုပ်ဖြင့်ဆင်းပြပေးတဲ့ဥစ္စာဒီမေပဲနေကုန်ချုပ်ပါပဲချုပ်မှာဖြစ်ပါတယ်ဒါကြောင့်တရားနာသူတို့အပေါ်မှာဖျားရခင်ကောင်းပြီးချပေးပါစေလို့အာဆူတောင်းပေးပါတယ်ကျွန်တော်တို့ဆေးအပတ်မှာဆိုလို့ရှိရင်ဒီရောမခန်းကြီးကိုအငွေ30ကနေပြီးတော့က33เนาะအပိုက်၄ပိုက်ထဲမှာပေါ်ပြပေးထားတဲ့အကြောင်းအရာကို ဆက်လက်ပြီးတော့ဆင်းလင်းတင်ပြပေးဦးမှာဖြစ်ပါတယ်။ယုံကြည်မျှလင့်ခြင်းနဲ့ဆက်လက်ပြီးတော့စောင့်မျှော်ကြပါစို့လို့အာပြောပြလိုပါတယ်။အားလုံးသောသူတို့ပေါ်မှာဖျားရခင်ကောင်းကြီးချပေးပါစေတော့။အာမင်။